အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့ Lotte Hotel ရဲ့ ground floor မှာရှိတဲ့ ballroom ရောက်နေတာဖြစ်ပြီးတော့ဘာလာလောက်တာလဲလို့မေးရင်ကျွန်တော်အခုအပေါ်မှာမြင်တွေ့ရတဲ့ Lin and Co ရဲ့မြန်မာနိုင်ငံကိုပထမအဦးဆုံး SKD နဲ့ရောင်းချမဲ့ Lin and Co ရဲ့06 launching အခမ်းအနားကိုရောက်နေတာဖြစ်ပါတယ်ဒီပွဲကတော့ကျွန်တော်အခုမြင်တဲ့အတိုင်းပဲပွဲပြီးမှပဲကျွန်တော်က content ရိုက်နေတဲ့အခြေအနေကိုရောက်သွားတယ်ဘာကြောင့်လဲဆိုတော့ထူးထူးခြားခြားဗျာဒီပွဲကညနေ6နာရီနဲ့9နာရီခွဲအထိဆိုပြီးတော့ချိန်ညားထားတယ် ညနေ6နာရီမတိုင်ခင်ပါတဲ့ဧည့်သည်တပွဲပွဲရောက်လာပြီးတော့လုံးဝပွဲကြီးကလောကလူအပြင့်တဲ့ကိုလာရောက်ပြီးတော့အားပေးကြတဲ့ပွဲပဲဖြစ်ပါတယ်ကိုတစ်ခါမှမပြသေးတဲ့ brand အစီအစဉ်ကို Meu nome é Zico, eu tenho 3 anos. ွဲထဲမှာဆိုလို့ရှိရင်ပွဲအခင်းချင်းကိုကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်စသချင်းဧည့်သည်တွေအများကြီးရောက်လာတဲ့ refreshment တွေစားရတယ် drinks တွေတောက်ကြတယ် beer တွေ cocktail တွေစသဖြင့်ဒါတွေအများကြီးရတဲ့အပြင်ဒီပွဲမှာ coffee တွေပါပြီးပါတခါတည်းစီစဉ်ပေးတာဖြစ်တဲ့အတွက်ရက် beer မတောက်တဲ့သူတွေအနေနဲ့ဆိုရင် coffee တွေတောက်လို့ရတယ်အဲ့ဒီအခြေအနေလေးမှာရှိတယ်ပြီးရင်လုံးဝ fight ကလုံးဝတကယ်ကိုလူငယ် fight ကိုပေးတာအခုဒီ address မှာလုပ်ထားတဲ့ decoration တွေအနောက်မှာ photo booth မှာလုပ်ထားတဲ့ decoration တွေအကုန်လုံးကတကယ်ကို city vibe urban vibe နဲ့လူငယ် fight ကိုအပြည့်အဝပေးတဲ့ပွဲတစ်ပွဲပဲဖြစ်ပါဒီပွဲအခမ်းအနားမှာဆိုလို့ရှိရင်လင်းအန်ကိုမြန်မာတာဝန်ရှိတဲ့သူတွေရဲ့လင်းအန်ကို China ဘက်ကတာဝန်ရှိတဲ့သူတွေ ေကိုယ်တိုင်လာရောက်ပြီးတော့ဖွင့်လက်တာဖြစ်ပြီးတော့ဒီပွဲမှာအားလုံးချစ်ပြီးသားဖြစ်တဲ့ Academy ရွှေနဲ့ရွှေရလည်းလာပြီးတော့ပွဲတက်သွားပါတယ်။ဒီမှာဆိုတော့ရွှေထူးဆိုလို့ရှိရင်ဒီမှာဒီဆိုဖြော်ပြမှုတွေလည်းလာသွားတယ်။အဲ့ဒီပြင်အားလုံးသိပြီးသားအခုရန်လဲနာမည်ကြီးနေတော့ဆိုတော့မေကလည်း performance လာလို့သွားတယ်။အခုတက်တီလည်းဒီအနောက်မှာဆိုလို့ရှိရင်အထက်မှာ jack way လုပ်လို့မရအောင်အထက်မှာ DJ နဲ့ပွဲကြမ်းနေတာ။အာလုံးဝတော့လင်းအကူ06ရဲ့တောင်းကျင်းအခမ်းအနားဒီလိုရှိတယ်။အဲ့တော့ကျွန်တော်ကားအကြောင်းစပြောအောင်ကားအကြောင်းပြောရမယ်ဆိုလို့ရှိရင်လင်းအကူ06က C ကားဖြစ်ပါတယ်။1.5 CC နဲ့ဟိုမှာတာဘိုနဲ့ဖြစ်ပါတယ်။အဲ့ဒီပြင်ကို gear ကလည်း9ချက်ဖြစ်တယ်။ partnership တွေပါတယ် partnership တွေပါပြီးတော့ drive mode တွေဆိုလို့ရှိရင်၄မျိုးပါတယ် eco normal sport အပြင်ကမှ intelligent ဆိုပြီးတခုအပို့ပါတယ်အဲ့ဒီ intelligent mode ကတော့ကျွန်တော်စမ်းမုံးကြည့်တဲ့အချိန်မှာတော်တော်လေးကိုရင်ထဲရောက်တဲ့ mode လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ပုံမှန်လေးနင်းလို့ရှိရင်တော့ ego နည်းနည်းလေးခက်ဆက်ဆက်လေးနေလိုက်လို့ရှိရင်ဒီကော normal လုံးဝပြင်းချလိုက်ပြီဆိုရင်သူက sport mode driver ရဲ့ mount နဲ့ feeling ပေါ်ကိုမူတည်ပြီးတော့ mode ကိုတခါတည်း auto change ပေးသွားတာဖြစ်တယ်ဆိုတော့အဲ့ဒီဟာလေးကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့လိုဘာမှမဟုတ်ဘူး sport type ဂင်းကျင်နေဆိုရင် sport mode ကိုချိန်ပြီးတော့ pedal shift ကနေ1 2 3 4နဲ့ချိန်ပြီးတော့ gear ကို shift လုပ်ပြီးတော့ mount ဝမ်းမယ်ဆိုရင်တော်တော်လေးပြင်းလို့ကောင်းတဲ့ကားဖြစ်တယ်ပြီးတော့သူ့ရဲ့ horsepower ကိုပြောမယ်ဆိုရင်181 horsepower ထွက်ပြီးတော့ torque ကိုပြောမှာဆိုရင်190 Newton meter ထိထွက်တယ်1.5 cc ကကားဆိုတော့တော်တော်လေးကိုစဉ်းစားစရာကောင်းတဲ့ကားလေးဖြစ်တယ်ပြီးတော့သူကအထက်မှာ low wa sporty mode ဖြစ်တယ် Lexus ရီဖြစ်တယ်ကွန်ဖော့လည်းဖြစ်တယ်အထက်အတွင်းကန်းနေဆိုလဲတော်တော်လေးကိုကျယ်ဝန်းတာဖြစ်ပြီးတော့သူ့မှာတကယ်အဓိကအချက်လက်လေးနှစ်ခုလောက်ထပ်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အားသွင်းတဲ့ခြာရာပေါက်တယ်ဆိုလို့ရှိရင်လဲခုနှစ်ခုလောက်ပါပြီးလို့ရှိရင်အဲဘာကိုငယ်ဖြစ်ပါတယ်ဟယ်လိုဝဲခံသွားပါပြီဒီလူကြီးဟုတ်ပြောလေဟုတ်တယ်မလားအားမမလုပ်တဲ့ကိုကျွန်တော်ခင်ဗျားတို့ခိုင်းတာလုပ်ရတာကျွန်တော်ပိုးတွေပိုးတွေနော်နော်ခင်ဗျားတို့ခိုင်းတာကျွန်တော်လုပ်ရတဲ့ဘွားလေးပါဗျာတောက်တော့မရောက်ခဲ့ပါဘူး Congratulations 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 ဟမ်ပါရပါရှယ်နော် ဲ့ဒီအခြေအနေတွေရှိတယ်အဲ့တော့ခုနကစကားကိုပြန်ဆက်ပြောရမယ်ဆိုလို့ရှိရင် तू ကအားသွင်းတဲ့ charger ကခုနှစ်ခုပါတယ်အဲ့ဒီအပြင်ကိုပြင် तू က storage box နေရာလေးတွေ36ခုပါအဲ့ဒီအပြင်မပြီးသေးဘူးကျွန်တော်အားလုံးသိပြီးသား360 camera ပါတယ်ဆိုတာကားတော်တော်များများဒီလိုမျိုး model မြင့်နဲ့ tech မြင့်နဲ့ luxury ဖြစ်တဲ့ကားတော်တော်များများမှာပါတဲ့အဟာဟိုမှာဒီကားမှာကျတော့940 degree god eye view ပါပါ အဲ့တော့ဒီမျိုးတဲမှာသုံးမဲ့လူတွေအနေနဲ့ဆိုရင်ကားပါကင်ကျက်တဲ့နေရာတွေမှာသုံးတာပဲဖြစ်ဖြစ်တကယ်ကိုလမ်းချင်းချင်းကျက်ကျက်ထဲကိုသွားတဲ့နေရာမျိုးမှာဆိုရင်ဒီကားလေးကတော်တော်လေးအသုံးတဲ့မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်လုံးဝပြင်းလို့လည်းကောင်းရမယ်စပေါ်တီလုတ်ကလည်းဖြစ်ရမယ်เนาะလုံးဝအတွင်းကန်းကလည်းကျယ်လဲကျယ်ရမယ်လုံးဝအကုန်လုံး space တွေအကုန်လုံး useful ဖြစ်နေရမယ်ကားတစည်းဖြစ်တယ်လို့ပြောရင်မမဘူးအခုဒီ link ကို06 launching အခမ်းအနားကြီးอ่ะအခုဆိုရင်တော့အအောင်မြင်မြင်နဲ့ပြီးဆုံးခဲ့ရွေးဖြစ်ပါတယ်ဒီကွဲကိုလာပေးကြတဲ့လူပညာရှင်တွေ celebrity တွေ influencer တွေဖိတ်ကြားထားတဲ့ဧည့်သည်တွေကား industry တွေကလုံးဝချစ်ခင်ရတဲ့ညီကိုတွေအကုန်လုံးစီစီကားကားတတ်တတ်ဝုန်းနဲ့လာပြီးချင်းမြင်တဲ့ပွဲတစ်ပွဲဖြစ်ပြီးတော့တကယ်ကိုအအောင်မြင်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်အဲ့ဒီအပြင်ကို link ကို06ကလည်းမြန်မာနိုင်ငံကလူတွေတော်တော်များကြိုက်ကြလိမ့်မယ်လို့ကျွန်တော်နေယူဆရင်းနေနေအောင်ချုပ်ပြသည်ကျွန်တော်ကတော့သိတော့